အနုပညာရှင်တွေထဲမှာဘယ်သူမှလိုက်မမေ့နိုင်တဲ့တိမ့်တန်းချီနန်းတော်လိုအိမ်ကြီးမှာနေထိုင်ကြတော့မယ်နန်တာလိုင်တို့မိသားစုအလုံးမဲမင်္ဂလာပါဗမိစနောင်းကနေကြွဆိုလိုက်ပါတယ်နန်တာလိုင်တို့မိသားစုကတော့အနုပညာလောကထဲမှာဒရိကျဲချမ်းသာမှုတွေနဲ့ကြော်ကြားကောင်းရည်တည်နေတာပါဒါအပြင်မကြောက်ခင်မှာဆိုရင်လည်းတိမ့်တန်းချီအကုန်ကြခံကကြီးကျဲခံထားတဲ့အိမ်ကြီးနဲ့ချိန်မိုးနိုင်တော့မှာပါအနုပညာရှင်လောကမှာဘယ်သူမှလိုက်မဆောင်နိုင်တဲ့ပိုင်ဆိုင်မှုမျိုးနဲ့အင်ကြီးကိုနေနိုင်ဖို့အတွက်လက်ရှိမှာဆောင်းလုံးနေတာဖြစ်ပါတယ် နန်တာလိုင်းတို့ကလက်ရှိနေနေတဲ့အိမ်ကနေပြောင်းရွှေ့ကနေထိုင်ဖို့အတွက်အိမ်ကိုလိုအပ်တာတွေပြင်ဆင်နေကြတာပေါ့နန်တာလိုင်းတို့ရဲ့အိမ်အစ်စ်ကတာမန်အိမ်တွေလိုမျိုးမဟုတ်ဘဲနန်းတော်ကြီးလိုဟိုတယ်အကြီးကြီးတစ်ခုလိုကျယ်ဝန်းကောင်အဆောက်အဦကကြီးကျယ်လွန်းတာဖြစ်ပါတယ်ကြီးမားလွန်းလှတဲ့အဆောက်အဦကြီးမှာနန်တာလိုင်းတို့မိသားစုကနေထိုင်သွားမှာပေါ့အိမ်ကြီးကလူလေးယောက်နေဖို့အတွက်ဆိုရင်အရန်ကိုမှကြီးလွန်နေတာပေါ့ဒါအပြင်ခြံဝန်းကြီးကလည်းကြီးကျယ်ကောင်ရက်ွက်ထဲမှာမဟုတ်ဘဲတတိတသက်နေရာဖြစ်ပါတယ် ဥစည်တရားတို့ပိုင်ဆိုင်တဲ့ဈေးကပါဝင်းထဲမှာဆောက်လုပ်ထားတာပေါ့ဈေးကပါဝင်းကရေပက်လဲဝိုင်းနေတဲ့ကျွန်းလိုမြေပေါ်မှာဆောက်ထားတာပေါ့ဒါကြောင့်မို့ချမ်းသာတဲ့တထေးအတိုင်းဝိုင်းတွေအကြိုက်အပန်းဖြေနေရာတစ်ခုဖြစ်ပါတယ်အိမ်မှာရှိနေရင်ကနေရေပြင်းကြီးကိုပါကြည့်ကအပန်းဖြေနိုင်မှာပေါ့ချောင်းဝန်းထဲမှာပန်းချံဆိုရင်လဲနှစ်ခုလောက်လှုပ်ထားမှာပေါ့ဒါအပြင် ရေပန်းတွေနဲ့တံတားတွေကိုပါဆောက်လုပ်ထားမှာဖြစ်ပါတယ် ရေပက်လယ်နဲ့ဖြစ်တဲ့အတွက်အပန်းဖြေဖို့အနှောက်အယှက်သွားမှာပါရေကူးကန်ဆိုရင်လည်းအကြီးကြီးစောက်ပေးကသမီ၃ယောက်အပန်းဖြေဖို့အတွက်ထည့်ပေးထားမှာပါအိမ်အစ်ကသမီ၃ယောက်အတွက်အဓိကထားစောက်ပေးတာပါသမီ၃ယောက်ကိုပြပြစုံစုံနဲ့ထားပေးချင်တာဖြစ်တဲ့အတွက်အိမ်စောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်အခုဆိုရင်သမီချင်းဝရီကလည်းစေကျော်တက်အရွယ်လေးရောက်လာကောင်မကြခင်မှာဆိုရင်နိုင်ငံเจ้าမှာចောင်းတော့တိုက်ရတော့မှာပါចောင်းတိုက်ရတော့မှာဖြစ်တဲ့အတွက်အိမ်ကိုအမြန်စောက်နေတာပါ ဦးစိန်တရားကသမီးတွေအကြောင်းမတက်ခင်နန်းတော်ကြီးတဖွဲ့ကြီးတဲ့အိမ်ကြီးထဲမှာအပန်းဖြေကနေသွန်းစီခြင်းပါတယ်။သမီးတွေကိုအစ်စ်မိမိထားခြင်းအကြောင်းလဲအိမ်ကြီးကိုနှစ်ချီစောင့်နေခဲ့ရတာဖြစ်တယ်လို့တိန်ပေါင်းတန်းနဲ့ချီအကုန်ကြောက်ခံထားရတာပေါ့။အစိုးပါအိမ်ကရန်ကုန်မှာရှိတဲ့ဈေးကဘာ6ဝန်းထဲမှာဆောက်လုပ်ထားတာဖြစ်ပါတယ်။ ရှေ့ပိုင်းမှာတုန်းကဦးစေးတရားကထိမ့်သိမ်းခံထားရတဲ့အတွက်အင်ကိုတေချာဂယုမဆိုင်နိုင်ခဲ့တာပေါ့အခုပြန်လဲလွမြောက်လာပြီဖြစ်တဲ့အတွက်အင်ကိုအများဆုံးပြီးအောင်ပြန်ဆောက်တော့မှာဖြစ်ပါတယ်ဦးစေးတရားလွတ်လာတဲ့အတွက်နန္ဒာနိုင်တဲ့သမီးတွေကလည်းအရန်ကိုပျော်ရွှင်နေတာပေါ့မိသားစုတွေအိမ်အစ်စ်မှာဇင်ခံပစ္စည်းတွေနဲ့ပျော်ရွှင်စွာဖြတ်တန်းလို့ရအောင်အများဆုံးပြင်ဆင်နေပါတယ် ဒါအပြင်ပြီးခဲ့တဲ့ရက်မှာနန်တာလိုင်နဲ့ဦးစီတရားတို့ကမင်္ဂလာနှစ်ပတ်လည်73နှစ်ပြည့်သွားပြီဖြစ်ပါတယ်မင်္ဂလာနှစ်ပတ်လည်းမှာနန်တာလိုင်တို့ကဖုန်ကြီးတွေကိုဆုံးကတ်ကအလှလဲလုပ်ခဲ့ကြပါတယ်ဒါအပြင်သမီးတွေနေဖို့အတွက်အိမ်ဆောက်နေတာကိုကိုရိုင်းဦးစီကအမြန်ဆုံးလုပ်နေတာ ဖြစ်ပါတယ် နန္ဒာလိုင်ရဲ့ဘဝကဥစေတရားကိုလက်ထလိုက်တာအရန်ကိုအမှန်ကန်သွားခဲ့တဲ့လုံးမွေးလာတဲ့သမီးလေးတွေရဲ့ဘဝကလည်းဘာမှတောင်းတဆရာမလိုတဲ့ဘဝကိုရရှိသွားပါပြီအနုပညာရှင်တွေထဲမှာဘသူမှလိုက်မမီနိုင်တဲ့သိမ့်သန်းချီနန္ဒာလိုအိမ်ကြီးမှာနေထိုင်ကြတော့မယ်နန္ဒာလိုင်တို့မိသားစုပေါ်ဘရိတ်တော်ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပြောရွှေပါစေ